ကိုပြနိုင်ဝဲရခဲ့မယ်လဲမျက်နာမူရာပြတ်နေခဲ့တဲ့ဆီရိုနယ်ဒိုအိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်သုံးလုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံယုံကြည်စိတ်ချဆုံးရွှေထုံးစီနီယာအေဂျင့်ရဲ့ Viber Telegram နံပါတ်399 88 94 311ကိုခုပဲဆက်သွယ်လိုက်ပါတွင်ကိုရဲ့ဘီအန်စုဖြစ်တဲ့တင်စားမယ်ခရစ်စတီယာရော်နယ်ဒိုကတော့အမြဲလိုလိုတွင်ကိုရီနဲ့ပတ်သက်လာရင်စားလောင်လေးလေးရှိတဲ့ဇာမိုင်းတယောက်လည်းဖြစ်ပါတယ်အတိုင်ရ40ကျော်ရောက်နေခဲ့ပေမဲ့ပေါ်တူဂီသားစာမိုင်းကတော့အမြဲလိုလိုတွင်းကိုတွေကိုစာလောင်နေခဲ့တာပါ ဘိုင်းစားတဲ့လူတောက်ဟာအစားစားတစ်ခုကိုမစားတဲ့ခါဒေါ်လာရလိုလိုနေနဲ့ဖြစ်တည်နေခဲ့တဲ့လိုမျိုးဘော်ရီသားစားမကြီးကလည်းသူ့အနေနဲ့သူ့ရဲ့စားလောင်မှုတွေကိုမဖြည့်ဆည်းနိုင်တဲ့ခါမှာဒေါ်လာတွေကလိုလိုနေနဲ့ဖြစ်ပေါ်လာတတ်ပါတယ်ဘောလုံးအားကစားနဲ့ပတ်သက်လို့ရှိရင်ဆီရိုနယ်ဒိုဟာစားလောင်နေတဲ့အရာ၃ခုရှိပါတယ်ပထမဆုံးစားလောင်မှုကနိုင်ပွဲစားလောင်မှုဖြစ်ပြီးဒုတိယမြောက်စားလောင်မှုကတော့စူပလားစားလောင်မှုလို့ဆိုရမှာပါတတိယမြောက်စားလောင်မှုကတော့ twin go စားလောင်မှုလို့ဆိုရမှာဖြစ်ပြီးအဲဒီစားလောင်မှု၃ခုစလုံးဖြည့်ဆည်းနိုင်ခြင်းမရှိဘူးဆိုရင်တော့ဆီရိုနယ်ဒိုရဲ့မျက်နှာအမြဲတမ်းအလိုမကျစရာတွေဖြစ်ပေါ်နေခဲ့ပြီးတော့ အဲ့လိုဖြစ်နေခဲ့ရတာကလည်းသူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်လို့အားမလို့အားမရဖြစ်သွားခဲ့တဲ့အတွက်ကြောင့်ပါပဲဆူပလာဘောလူဝဲမဟုတ်ဘူးဆိုရင်ဆူရနယ်ဒိုကအသင်းရဲ့နိုင်ပွဲနဲ့သူ့ရဲ့ twin goal စာလောင်မှုနှစ်ခုသာရှိထားခဲ့တာဖြစ်ပြီးဘော်ရီသားကြီးကပြီးခဲ့တဲ့ညကလည်းသူ့ရဲ့ twin goal စာလောင်မှုကိုဖြည့်ဆည်းနိုင်ခြင်းမရှိခဲ့တာကိုမြင်တွေ့လိုက်ရတာဖြစ်ပါတယ်ဆူရနယ်ဒိုရဲ့အန်နဆာအသင်းကပြီးခဲ့တဲ့ညက sorry bro league ပွဲတင်ဖြစ်အခုလိုတင်းကိုအိမ်ဝင်းမှာအခိုင်အစားသွားခဲ့ပြီးတော့အစောပိုင်းမှာတော့ပေါ်တူဂီသားဇာမကြီးကအတင်းကနှကိုးကိုမရှိဆွဲရလနဲ့အနာရရှိခဲ့ပေမယ့် သူကတိုင်းကိုသွင်းနိုင်နေမှရှိခဲ့တဲ့အတွက်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့လို့သိရပါတယ်။အခုလိုအတင်းကိုနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ NSR အတင်းအတွက်ဂိုးတွေကိုဒုတိယပိုင်းပွဲကစားချိန်မှာစာရီယိုမာရီနဲ့ဘာစရာအတင်းကနေမှကြားအတင်းကမှပြောင်းလာခဲ့တဲ့ဘိုးနောက်ခံလူကစားမှအင်ဒီကိုမာရီနက်စကိုကတကိုးစီရယူသွင်းသွားခဲ့ပါတယ်။ပွဲပြီးမှ NSR အတင်းကနှကိုးပြားနဲ့နိုင်ရသွားမယ်လေဆိုရတဲ့သူကတော့စိတ်ပြက်နေခဲ့တာဖြစ်ပြီးတော့အဆိုပါဖြစ်ပြက်ဟာသူရဲ့အသင်းမဟောင်းနေပြောခဲ့သလိုမျိုးပဲသူ့အတင်းကကိုးပြားနိုင်လဲသူ့အတင်းကိုမပါဝင်ရော်နယ်ဒိုကစိတ်တိုင်းမကြောက်ဆိုတဲ့စကားလိုမျိုးဖြစ်နေခဲ့ပါတယ်။ ဒါတခြားသူတွေကိုသွင်းတော့မနာလို့လို့သူကိုယ်တိုင်ကိုမသွင်းရလို့ဆိုပြီးတော့ဖြစ်နေကြတာမဟုတ်ပဲသူ့ကိုယ်သူအားမလို့အားမရဖြစ်နေတာမျိုးသူ့ရဲ့စွမ်းဆောင်ရည်ကြာဆင်းသွားပြီလားဆိုရယ်တွေးနေတယ်စိတ်ပြက်လက်ပြက်ဖြစ်သွားကြတာမျိုးဖြစ်ပါတယ်တချို့တွေကတော့ဆွေနယ်တွေအဲ့လိုဖြစ်ချင်းကတော်တော်လေးအကဲပိုတယ်လို့ရယ်လို့ထင်မှတ်ထားခဲ့ကြရမယ်အဲ့လိုမဟုတ်ပဲခုနကပြောခဲ့သလိုသူ့ကိုယ်သူအားရကျင်တတ်မှုမရှိခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒါတော့ဆွေနယ်တို့တယောက်တည်းမှမဟုတ်ပါကိုကိုရိုင်းလင်းစွမ်းဆောင်ရည်နဲ့ပတ်သက်လို့3မိနစ်လောက်စိတ်ဆန္ဒတွေအဆုံးစွန်ရောက်သွားကြတယ်ဆိုရင်တော်တော်လေးဘဝင်မကြတာမျိုးတွေဖြစ်နေခဲ့ကြမယ်နဲ့တူပါတယ် ပေါ်ရီသားကြီးလည်းအဲ့လိုမျိုးဖြစ်နေခဲ့တာဖြစ်ပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်ကကုံဆုံးသွားခဲ့ပြီလားဆိုတဲ့အတွေးတွေနဲ့ဘဝင်မကျဖြစ်သွားခဲ့ရတာပါဆိုရနေတော့လက်ရှိသွင်းကိုတထောင်ပြည့်ဖို့အတွက်ကြိုးစားနေတဲ့သူစိတ်ဆန္ဒတွေပြင်းပြနေခဲ့တဲ့သူတယောက်ဖြစ်ပြီးတော့လက်ရှိမှာသွင်းကို940ကျော်လာခဲ့ဖြစ်တဲ့ပေါ်ရီသားကြီးအတွက်စနေမတန်းတစ်ခုဆက်လက်ပြီးတော့တည်ဆောက်ပြနိုင်မလားဆိုတာကိုတော့စောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်ဆိုရနေတော့နဲ့ပတ်သက်တဲ့ထူးခြားချက်တွေစွမ်းဆောင်ရည်နဲ့ချီကျူးစရာတွေဂုံပြူတိုက်တဲ့မှတ်တမ်းတွေအများကြီးလို့ဆိုရမှာဖြစ်ပြီး အဲ့လိုယာရီထဲမှာသွင်းကိုးတွေနဲ့ပတ်သက်တဲ့မှတ်တမ်းကောင်းတွေဟာတခုပြီးတခုဇိုးတို့ပဲမှတ်တမ်းတွေရှိထားခဲ့ပြီးသားပဲဖြစ်ပါတယ်။ဆီရိုနယ်ဒိုရဲ့ဆိုပါသွင်းကိုးတွေနဲ့ပတ်သက်တဲ့မှတ်တမ်းတွေထဲမှာသူ့အသင်းကချန်ပီယံလိဖလားဒါမှမဟုတ်မပီဖလားရယူနိုင်တိုင်းမှာသူကအသင်းရဲ့ဂိုးသင်းများဆုံးစားမဖြစ်ရက်တီထားနိုင်ခင်တာဖြစ်ပြီးတော့ဒါသူ့ရဲ့သွင်းကိုးတွေကအသင်းစုလာရဖို့အတွက်ဘယ်လောက်ထိအထောက်အကူဖြစ်ခဲ့လဲဆိုတာကိုဖော်ပြနေခဲ့တာလည်းပဲဖြစ်ပါတယ်။